Hello အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါ Dream Korean Language Class ကအချိန်မိုးဖြစ်ပါတယ်အခြေတို့ပေါ့နော် Dream ကနေပြီးတော့အပတ်စဉ်ဒီဟာလေးအာသင်ငန်းချလေးတွေဒါမှမဟုတ်မေးဗာလေးတွေတီချင်လဲပေါ့နော်ဒီကျောင်းသားလေးတွေအကျိုးရှိမဲ့အရာလေးတွေကိုပြပြပေးဖို့အတွက်ပေါ့နော် အစီအစဉ်ထားပါတယ်အဲ့လိုစီစဉ်ပြီးတော့မနေ့ကအခြေ post လေးတစ်ခုတင်လိုက်တယ်ပေါ့နော်တင်လိုက်တဲ့အခါမှာအောက်ကကျောင်းသားလေးကနေပြီးတော့မှအခြေရေးမိကျူးချင်းနဲ့ပတ်သက်တဲ့မိကျူးချင်းဆိုရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့မှတဲ့နည်းနည်းလေးရှင်းပြပေးပါလားဆိုပြီးရေးထားတာလေးပေါ့နော်အဲ့ဒီရဲ့ဒီနေ့ပဲတန်းပြီးတော့မှဒီဗီဒီယိုလေးကောက်ပြီးရိုက်လိုက်ပါတယ်ဟုတ်ကဲ့ပါဒါလေးကလေဒီမေးခွန်းလေးအရန်ကောင်းတယ်လို့လည်းအဲကနေဦးပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ share တို့ဒီနှစ်မှာပေါ့เนาะဒီ2025ခုနှစ်မှာ EPS တင်ရိုးလေးကအတက်ပြောင်းသွားတယ်ပေါ့เนาะ EBS တေယိုလေးကခြေရိုးအတက်ပြောင်းသွားပါတယ်ဒီတေယိုတိအတက်ပြောင်းသွားတဲ့ဒါနဲ့အညီပေါ့နော်မိကွန်းပုံစံကလည်းအတက်ပြောင်းသွားပါပြီဆိုပြီးတော့သူတို့ကြီးညာတရားဝင်ကြီးညာထားပါတယ်ပေါ့နော်မိကွန်းပုံစံလေးကအတက်ပြောင်းသွားပါပြီအဲ့မိကွန်းပုံစံအတက်ထဲမှာဆိုရင်နော်ဒီ mediation လေးကနှစ်ပုတ်ပါမှာပဲဖြစ်ပါတယ်နှစ်ပုတ်ကပါရှိလာမှာပဲဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီနှစ်ပုတ်ကိုဒီ share ကဖြည့်နိုင်မှုအတွက်ဆိုရင်အဓိကမိကွန်း ကိုဖြည့်တတ်နေမှာရမယ်ပေါ့လေ့ကျင့်ထားမှာရမယ်ပေါ့เนาะအဲ့တော့ပထမအဆုံးပြောချင်တာကတော့ခြေတို့ကမိခွန်းနေကိုသွားမဖြည့်ခင်ပေါ့เนาะမိခွန်းတိုင်းမိခွန်းတိုင်းဘာမိခွန်းနဲ့မလာလာခြေတို့မဖြည့်ခင်မှာသူမိတာကဘာလဲဆိုရဲမိခွန်းတဘောတရားတမနော်မိခွန်းတဘောတရားကိုတီးဖို့အတွက်အရေးကြီးပါတယ်မိခွန်းရဲ့တဘောတရားတီးမှခြေတို့ကဖြည့်နီးတီးမယ်ပေါ့เนาะ သဘောတရားသိမယ်ဆိုရင်ခြေတို့ကဖြည်းနီးလိုက်ပြီးတော့မှကြည်လို့ရမယ်ဒီဖြည်းနီးသိပြီဆိုရင်တော့ခြေတို့ဆောင်းမွဲမှာကြောက်စရာမလိုတော့ဘူးပေါ့ဒီနှစ်ပုတ်ဆိုရလဲအသာလေးဖြည်းနိုင်မယ်ပေါ့နော်။ဗာမီကွန်းလာလားခြေတို့ကမီကွန်းသဘောတရားကိုသွားပြီးတော့မှတုံးတက်တယ်ပေါ့နော်။တည်ရဲ့ကြည်တယ်ဗာမီရာလဲဘလူဖြည်းရမလဲဖြည်းနီးကိုသွားပြီးတော့ရှာထားရတယ်။အဲ့ဖြည်းနီးကိုသိသွားပြီဆိုရင်တော့ခြေတို့ဘာလာလာဖြည်းတတ်သွားတယ်အဲ့ဒါကြောင့်မလို့မီကွန်းဒီမှာအဲအမှတ်ပြရဖို့အတွက် chance ပုံများရတယ်ပေါ့နော်အဲ share လည်းပဲဒီ mutual ရှင်းလေး ဒီမြင်သားထားတာနဲ့ပတ်သက်ပြီးတော့မှန်တာကိုရွေးပေးပါဆိုရဲဖြည်နီးပေါ့နော်ဖြည်နီးလေးကိုမပြောပြခင်မှာမိကုံတဘောတရားကိုအရင်ဆုံးပြောပြပေးမယ်အဲ့တော့ဒီမိကုံတဘောတရားကိုဒီရေသွားကြီးလိုက်တယ်ကြီးလိုက်တော့အဲ EPS 3.0တက်ထဲမှာဒီလိုအခန်း1ကနေအခန်း60အထိပါရပေါ့နော်ဒီအခန်း60ထဲကဒီမီဂျူရှင်းဆိုရဲမိကုံပုံစံလေးဝယ်ချက်သွားပြီးရွေးထုတ်ပြီးလေ့လာကြီးလိုက်တဲ့အခါမှာမိကုံတဘောတရားကသူ၃မျိုး၃စားမိပါတယ် ရမနော်အဲ့တော့မီဂျူးရှင်းလေးအတွက်ဆိုရင်နော်အချေတို့မီဂျူးရှင်းလို့ရေးလိုက်မယ်နော်မီဂျူးချင်းဒီအတွက်ဆိုရင်မေကွန်မျိုးအစား၃မျိုး၃စားမီးတယ်ကိုချေတို့တွားပြီးတွေ့ရတယ်ပေါ့နော်ဒီ၃မျိုး၃စားကိုတွားပြီးကြည့်ပြီးမှချေတို့ဖြေပြရတာအဲ့တော့ဒီ၃မျိုး၃စားကဘာတွေလဲဆိုရင်ချေဒီနားလေးမှာနံပါတ်၁ပုံစံပေါ့နော်နံပါတ်၁ပုံစံကြာချေတို့ကမြင်းသားထားတဲ့ ဒီမြင်သားထားတဲ့အရာလေးတွေကိုကြည့်လိုက်ပါ ကြည့်လိုက်ပြီးတော့အဲ့မြင်သားထားတဲ့အရာလေးတွေကတရားပေါင်းခြင်းမှန်မမှန်အရင်စမ်းစစ်ပါတရားပေါင်းခြင်းမှန်မမှန်အရင်စမ်းစစ်ပြရပါတယ်အဲ့တော့ပထမအမျိုးအစားကရှယ်ဆိုလိုချင်တာကပေါ့နော်တရားပေါင်းခြင်းမှန်မမှန်ကိုမေးတာလို့ဆိုလိုချင်တာဖြစ်ပါတယ်ပထမဆုံးမိကျူးချင်းလို့တွေးလိုက်တာနဲ့ရှယ်တို့ကစာကြောင်းကြီးတော့မဖတ်နိုင်ဘူး ခြားเจ้านี่ဖက်เสียမလို့သေးဘူးမီယူချင်းလို့ပြောတာတဲ့အတွက်ကြောင့်သူကအဓိကမြင်သားထားတာပဲမေးချင်တာအဲ့တော့ရှင်တို့မြင်သားထားတဲ့ဟာလေးကိုမြင်မြန်ဆန်ဆန်သွားကြည့်လိုက်ပေါ့နော်ကြည့်လိုက်တဲ့အခါမှာဒီဟာကတရားပေါင်းချင်းမှန်လားတရားပေါင်းချင်းဆိုတာလွယ်လွယ်လွယ်ပါတယ်ဘယ်လိုပြောရလဲဆိုရှင်တို့တရားတစ်ခုကိုလေ့လာမယ်ဆိုပါစို့လေ့လာမယ်ဆိုရင်အဲ့တရားဘာအတိတ်ပဲလဲပြီးတော့လို့ရှိရင်အဲ့တော့ဘယ်နေရာမှာတုံးတာလဲပြီးရင်ဘယ်လိုပေါင်းတာလဲဆိုတာရှိရဲ့လေဥမာအမြင်သားဆုံးပြောရမယ်ဆိုရှင်တို့ RU OU ပဲထားပါတော့ RU OU ဆိုရင်ရှင်တို့က တဲ့နောက်ဆုံးအဆုံးသတ်အနေနဲ့သုံးနေပေါ့နော်။စာကြောင်းတစ်ကြောင်းရဲ့အဆုံးသတ်အနေမှာတီဆိုပြီးတော့ပြောတာစကားပြောမဟုတ်သေးဘူးလေ။အဲ့ဒါကျတော့တဲလို့ပြောချင်တယ်။အဲ့တော့အာယုအော်ယုပေါင်းပြီးတော့တုံးကြတယ်ဘာ့တီကိုတုံးတာပေါ့နော်။ဘာ့နဲ့ပေါင်းမယ်ဆိုရင်ဘယ်လိုပေါင်းရလဲ။အဲတရာပေါင်းချင်းဆိုတာလာပြီ။ဘာ့နဲ့တရာနဲ့သွားပေါင်းမယ်ဆိုရင်ခြေတို့ကဘောက်ကနေဒါကိုအရင်ဆုံးဖြုတ်ပေးရတယ်ဖြုတ်ပေးပြီးမှအဲ့ကတက်ဆိုင်ကဒီသကလုံးကိုကြည့်တယ်ပေါ့နော်ကြည့်တော့အာယူအော်ယူနဲ့ပေါင်းမဲ့တရာအာယူအော်ယူနဲ့ပေါင်းမှဖြစ်လို့မလို့ तू ကဒီက ဒါဖြုတ်တဲ့အနေထားကနေပြီးတော့မှသူ့ရဲ့နောက်ဆုံးတစ်လုံးကဘာတရလဲကြည်ရ။ OR ဆိုရင် R နဲ့ပေါင်းပြီးတော့ကြံတရဆိုရင် O နဲ့ပေါင်းတယ်။ဟာတာဆိုရင် H နဲ့ပေါင်းနေဆိုတဲ့ပုံသင်နီးပေါ့နော်ပြောရမယ်ဆိုပေါင်းချင်းပုံသင်နီးအဲ့ဒါအောင်မေးတာ။အဲ့ဒါပထမတစ်ချက်ပထမနံပါတ်1အမျိုးစားသရာပေါင်းချင်းကိုမေးတာဖြစ်ပါတယ်။အဲ့ဒါကခြေနမူနာအာယူအော်ယူပဲရှိသေးတယ်။ဂျန်နဲ့အမျိုးအစားတွေလည်းရှိသေးတယ်။ဥမာထားလိုက်ပါတော့ဥလျော်ကိုပဲထားပါတော့။အဲ့ဒါဆိုရင်တော့ခြေတို့ကဥလျော်ကိုဆိုတာမလို့ဖို့ဆိုတော့ အတိတ်ပဲပေါ့နော်သူကမလုဖို့လို့ကြက်တယ်ပြီးတော့သူကဘာလဲရည်ရချက်ကိုပြောချင်တဲ့အခါမှာတုံးတယ်အဲ့ဆိုသူ့ကိုဘလို့ပေါမလဲအဲတတိယတချေကိုပြောလေးလာရတရာပေါင်းချင်းဥနဲ့စားတဲ့တရာမျိုးစားဖြစ်နေတဲ့အတွက်ကြောင့်အသက်ပါဥကိုထဲပြီးတော့မှဥလျော်ကိုတုံးတယ်အသက်မပါဘူးလတ်တက်နဲ့ဆုံးနေဆိုရင်တော့ခြေတို့ဥကိုမထဲပဲနဲ့လျော်ကိုနဲ့ပေါင်းနေပေါ့နော်အဲ့ကပေါင်းချင်းကိုသွားဆန်စစ်ပီယာဖြစ်ပါတယ် ရမနော်အဲ့ဒါတရာပေါင်းချင်းမှတ်မှတ်မှတ်အဲ့တော့မြင်းနဲ့သားထားတဲ့ဟာကိုပထမပပပနဲ့ကြည်လိုက်ကြည်လိုက်လို့မှတရာပေါင်းချင်းမှားထားတယ်ဗောနော်တရာပေါင်းချင်းတစ်ခုပဲမှန်တယ်ဆိုအဲ့ဒါအဖြေပဲအဲ့ဘာမှသွားပြီးဖတ်နေစရာမလိုတော့ဘူးအဲ့ဒါအဖြေပဲဗောနော်တကယ်လို့မှနံပါတ်1အစင်ဖြစ်တဲ့တကယ်ပြောတဲ့မြင်းသားထားတဲ့ဟာမှာတရာပေါင်းချင်းက၄ပုတ်လုံးမှန်နေတယ်ထားပါတော့တရာပေါင်းချင်း၄ခုလုံးမှန်နေပြီဆိုရင်ခြေတို့ဒုတိယအစင်ဗောနော်ဒုတိယမိကွန်းတဘောတရားအရာ ပုံစံကဘယ်လိုပုံစံလဲဆိုတော့ စကလုံးရှင်းအောင်လိုက်ဖတ်မှုပါစကလုံးရှင်းနောက်လိုက်ဖတ်စီလီယံမှုလို့ရေးလိုက်မယ်နော်လိုက်ဖတ်စီလီယံမှုကိုမိတာပဲဖြစ်ပါတယ်အဲ့ဒါဘာကိုပြောတာလဲဆိုတော့ချေရိုးကဥမာအင်းတမ်ကြီးရဲ့ခေါ်လိတာပဲထားပါတော့ အေးမိနော်အခုလောလောလကအေးမိထားတဲ့အရေးမကောင်းလေးကိုပေါ့နော်အတန်လေးတော့တီးခတ်မျိုးနားထောင်ပြပါကမ်ကီကမ်ကီရဲ့ခေါ်လိဒါကမ်ကီရဲ့ခေါ်လိဒါဆိုရင်ခြေတို့ကကမ်ကီရဲ့ခေါ်လျော့စတော်ယိုဒါဆိုရင်အေးမိတယ်ပေါ့နော်ဒီလိုမျိုးအေးမိခဲ့တယ်လို့ပြောတာပေါ့နော် sorry ပါ ဲ့တော့ခါကျတော့ရှေတို့ကအဲ့နေရာမှာ gamki a လို့သုံးပြီးတော့နောက်ကခေါ်လီတာမသုံးမဲနဲ့ထားလိုက်ပါတော့စာကြောင်းထဲမှာ butchi da ဆိုတဲ့စကားလုံးလေးကိုသုံးထားရပါတော့ gamki ရဲ့ butchi da အဲ့ဒါဆိုရင်တော့ရှေတို့ကရှေနောက်စကားလုံးလုံးတွဲအရာပေါ့နော်အာမမှန်တော့ဘူးပေါ့နော်ဒီလိုမျိုးဟောင်းမေးတာစကလုံးရှိနောက်လိုက်ဖက်စီလျော်မှုဆိုတာရှိမှပေးထားတယ်ဒီဘက်ကနောင်လေးရဲ့ဒီနောက်မှပေးထားတဲ့ box ကလေးရဲ့ပေါ့နော်အဲ့နှစ်ခုကအတွဲလိုက်မှန်လား အတွဲလိုက်ကပြုတ်နေလားမှားနေလားပေါ့နော်ဥမာထားလိုက်ပါရချေတို့တူနဲ့ဆိုရင်ထူရိုက်တယ်ပေါ့နော်မန်ချီမန်ချီရိုဘတ်တာပဲရှိတယ်လေအဲ့ဒါကိုမန်ချီရိုတူးတာပေါ့နော်ဖောက်တယ်လို့သွားရေးထားရဆိုအဲ့နှစ်ခုပါလိုက်ဖက်စီရောမှုမရှိတော့ဘူးပေါ့နော်အဲ့ဒါအဲ့လိုလုံးတွဲကိုမေးတာဖြစ်ပါတယ်နံပါတ်1ကတရာပေါင်းချင်းမှန်ပြီဆိုတာနဲ့နံပါတ်2သွားစစ်ရမှာကစကလုံးရှိနောက်မှန်ရဲ့လားဆိုတာတစ်ချက်စစ်ရမှာပဲဖြစ်ပါတယ် အဲ့စကလုံးရှိနောက်လဲပဲမှန်နေတယ်အဲပထမတကယ်ပြောသလိုတရာပေါင်းရင်းမှန်တယ်အဲအကြောင်းမလို့ဒုတိယပုံစံကိုစစ်တယ်စကလုံးရှိနောက်ကလည်းမှန်နေတယ်ဆိုရင်နောက်ဆုံးနံပါတ်3ပုံစံအကြဖာသွားဆေးရမလဲဆိုတော့တရာအတုံးကိုသွားဆေးရမှာဖြစ်ပါတယ်ဒါလေးကတော့အမြင့်ဆုံးအပိုင်းလို့ခြေလို့ပြောလို့ရပါတယ်တရာအတုံးဆိုတာကဒါတရာကိုဖြောက်တောက်ထဲထားမှာညမနော်တရာအတုံးမှန်မှန်တရာအတုံး မှန်မှန်မှန်ကိုသွားစစ်ပေးရမှာဖြစ်ပါတယ်အဲ့ဟာကတော့အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်မိကွန်းဆိုရင်အခက်ဆုံးအပိုင်းပေါ့နော်အခက်ဆုံးအပိုင်းကကြာတချို့အတုံးနေတီချာလီကျင်ထားဖို့လိုတယ်အတုံးနေကိုတိတိတိကြကြတိတိကြကြလီလာထားဖို့လီလာထားဖို့လိုပါတယ်ပြီးရင်သူကဘာတွေနဲ့ဆိုပေါင်းလို့မရတာလေအရှင်ဘော့ဖ်နဲ့ဆိုရင် ပေါင်လို့မရလား quality buffness ဆိုပေါင်လို့မရလား past tense ကတ်လို့မရတာလားဒါမှမဟုတ်ဟိုနောက်ဆုံးအဆုံးသက်မှာဘာတွေလိုက်လို့မရတာလားပေါ့နော်ဒါမျိုးတွေကအစားတစ်ချေလို့လေးလာထားမှဒါလေဒီကအတုံးတိတိအတုံးမှန်မှန်မှန်ကိုတွားပြီးတော့မှဖြေလို့ရမယ်ပေါ့နော်ဒီ၃မျိုး၃စားကိုမီးတာပဲဖြစ်ပါတယ်အဲ့တော့ရှယ်ပြောသလိုဟုတ်မဟုတ်ဆိုတာကိုဒါနမူနာ၃မျိုးတစ်ချေရွေးထုတ်ထားရပေါ့နော်နမူနာ၃မျိုးကတော့ချက်အခန်း50နဲ့မှရှိရယ်59ရယ် အခန်း60ရာနမူနာလေးတွေကိုယူထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီ3မျိုး3စားကဒီ3မျိုး3စားကိုပဲမေးသွားတာတရှိနမူနာပြမယ်ပထမအဦးဆုံးချေတို့ခေါင်းထဲမှာမီဂျူးချင်းတွေ့တာနဲ့လုံးဝခေါင်းထဲမှာရောက်လာမှာကနံပါတ်1ငါတရာပေါင်းချင်းမှန်မှန်မှန်ကြည့်မယ်ဟုတ်ပြီတရာပေါင်းချင်း၄ခုစလုံးမှန်နေတယ်ဆိုရင်ငါစကလုံးရှေ့နောက်လိုက်ဖက်ရက်လာသူ့တုံးထားတာ subject နဲ့ buff နဲ့တွဲထားတာမှန်ရင်လာစစ်မယ် ဟုတ်ပြီနံပါတ်1ကလည်းမှန်နေတယ်မှန်နေတယ်ဆိုရင်တော့ခြေတော့က3ပေါ့နော်နံပါတ်3ဖြစ်တဲ့တရာအသုံးမှန်မှန်မှန်သူကပါစတာနဲ့ကတ်သုံးလို့ရလားနောက်ဆုံးဆုံးသက်တရာကောမှန်မှန်သုံးထားရဲ့လားအရှင်ဘော့ဖ်နဲ့သုံးတာမှန်လား quality ဘော့ဖ်နဲ့သုံးတာမှန်လားစသဖြင့်နေအသုံးကိုပြီးတော့သူပြောရဲပေါ့နော်ဘလို့နေထားမှသုံးရတာလဲစာကြောင်းကအဲအတိတ်တွေပစ္စုပ္ပန်တွေအနာဂတ်တွေပေါ့နော်ဒီလိုတွေရောလိုက်ဖက်စွာတုံထားရလားအကုန်လိုက်ရှာရမှာစစ်စစ်ပုတ် ပုတ်လိုက်ရှာပြီးမှဖြေပေးရမှာအဲ့ဒါပုံမှန် သုံးပုံစံပေါ့နော်ဒါပေမဲ့အရင်ကတော့မကြောက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ရှယ်တောက်လုံးကိုကြည့်ပြီးတဲ့အခါမှာဒီတရာအသုံးမီးတာကအရင်အနေတယ်အရင်နဲ့တယ်3 4 5ဘုတ်လောက်ပဲပါတယ်ပေါ့နော်အခန်း60လုံးမှာမှာ3 4 5ဘုတ်ပဲတကယ်တော့တွေ့ရပါတယ်ဒီနှစ်ခုကိုပဲမီးသွားတာများပါတယ်မိကွန်းနေမှာတော်တော်များများပါပေါ့နော်တရာပေါင်းချင်းမှတ်မှန်မှန်ကတော့အများဆုံးပဲပြီးရလွယ်လဲလွယ်ဆုံးအဲ့တော့ပြီးတော့ဒုတိယစကလုံးရှိနောက်လိုက်ဖက်စီရုံမှုကိုဂျာတော့ပတ်တူးဆိုရင်အဲ့ဒီစကလုံးလိုက်ဖက်စီရုံမှုတွေမေးသွားတာ အများဆုံးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါတယ်နောက်ဆုံးဟာကတော့အရန်ကိုပဲနဲတဲ့ထဲမှာတော့ပါတယ်ဒါပေမဲ့ခြေတို့ကတော့မိဝန်တစ်ခုဖြီတော့မယ်ဆိုရင်ကိုကအမှတ်ရအောင်ဖြီရမှာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကိုတော့လိုက်ပြီးတော့လေးလာစမ်းစစ်ထားရမှာပေါ့နော်စမ်းစစ်ထားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ၃ခုကိုသွားစစ်မယ်ပြန်ပြောမယ်နော်ခြေနည်းနည်းလေးဖြတ်လိုက်မယ်အဲ့လိုပြောကြည့်ရအောင်စနရောတစ်ချက် intro ဝင်ထားတဲ့မိကွန်တဘောတရားက မိကွန်တဘောတရားအနေနဲ့အပြည့်သူကမြင်သားထားတဲ့ဆွေခြေတို့သုံးမျိုးသွားပြီးစစ်ပြရမယ်ပထမဆုံးအစ်စ်အနေနဲ့တရာပေါင်းခြင်းမှန်မှန်စစ်ပါမယ်တရာပေါင်းခြင်းနေမှန်နေပြီဆိုရင်စကရုံစကလုံးပေါ့နော်ရှေ့နောက်စီလျော်စွာပေါင်းဆက်ထားလားဆိုတာစစ်ပါမယ်နှစ်ခုစလုံးမှန်တဲ့ OK တဲ့ဆိုရင်တော့နောက်ဆုံးအစ်စ်ဖြစ်တဲ့တရာသုံးမှန်မှန်ဟုစစ်ပြရမှာဖြစ်ပါတယ်ဒီသုံးမျိုးသုံးစားပဲလာပါတယ်အဲ့သုံးမျိုးသုံးစားကိုကိုရီးယားတိပြီးရဖြည့်တတ်တယ်ဆိုရင်တော့ဒီနှစ်ပုတ်အတွက်ကြောက်စရာ လုံးဝမလိုပါဘူးအဲ့တော့ပထမမျိုးစားဖြစ်တဲ့ရေနံပါတ်1ကိုသွားကြည့်မယ်နော်နံပါတ်1ကိုသွားကြည့်မယ်သွားကြည့်ရဲ့အခါမှာကဲဒီချက်ပြောထားတဲ့၃ချက်လေးနဲ့ပဲသွားပြီးတိုက်ပါမယ်ပထမဦးဆုံးတစ်ချက်သဒ္ဓါပေါင်းချက်မှတ်မှတ်ပါစစ်ကြစုမမြင်သားထားတယ်ဘယ်အလျော်မြုံအိုဥလျော်မြုံရဲ့ဂရမပတ်တဲ့အဲ့ဒါချက်ဒီနားလေးမှာဆိုက်ပြီးတော့ရေးလိုက်မယ်ပေါ့နော်ဥလျော်မြုံမလို့ဆိုရင်ဆိုတဲ့ grammar pattern လေးဖြစ်ပါတယ်အဲ့တော့မလို့ဆိုရင်ဟုတ်ပြီ ဲတော့ရေတို့ကတရာဥနဲ့စားတဲ့တရာဖြစ်ပါတယ်ဥနဲ့စားတဲ့တရာဆိုရင်ဘလူပောင်းလဲဆိုရယ်ပောင်းခြင်းပုံစံကိုခေါင်းထဲမှာပေါ်ရမှာကအသက်ပါရင်အသက်ပါရင်ဥကိုထဲပါမှာမယ်အဲတော့ဥလျော်မြုံပောင်းပြရမှာပေါ့အသက်မပါရင်တို့မဟုတ်လာတဲ့နဲ့ဆုံးရင်အသက်မပါရင်တို့မဟုတ် လောက်တက်နဲ့ဆုံးနေဆိုရင်ခြေတို့ကဘာပေါင်းပြရမလဲဥကိုထည့်ပြီးတော့မပေါင်းဘူးဆိုတော့လေယောင်မျိုးပေါင်းပြရမှာပေါ့ကဲအဲ့ကဟာလေးကိုကိုကပေါင်းချင်းပုံစံကိုတိသွားပြီဆိုရင်ခြေတို့ကအဲ့ပေါင်းချင်းပုံစံစစ်လိုက်မယ်ဘဲသားဟုတ်ပြီဘဲသားဆိုတော့ရှာတီသူ့မှာအတက်ပါလားမပါဘူးမပါတော့ဥကထဲเสียလူသေးလားမလူအဲ့တော့ဒါလေးကမှားနေတယ်ဥကလေးပါလူမှားနေတယ်အဲ့တော့ဒုတိယစာကြောင်းလည်းအတိုင်းပဲရှေ့လို့မဖတ်ဘူးเนาะစာကြောင်းนี่လုံးဝမဖတ်ဘူးမြင်းသားထားတာမေးလို့မြင်းသားထားတာကိုသူကကြည့်လိုက်တာ ဘယ်ချက်တွေနဲ့စစ်တာကြည့်ရလဲဆိုတရှည်ခုနပြောထားတယ်တင်းနဲ့သုံးနဲ့သွားပြက်ပါတင်းမှာတွေ့နေပြီဆိုလွယ်လွယ်လေးရဲ့အဲအဖြေရထုတ်လို့အဆင်ပြေပြီတကယ်လို့တစ်ကလည်းအကုန်မှန်နေရဆိုရင်နှစ်စစ်ကိုသွားရမှာပေါ့နော်စကလုံးလုံးတွဲအဲ့ဆိုင်နဲ့နည်းနည်းလေးခြေတို့က အဲကြက်ထားတဲ့ဟာလေးတွေပြန်ပြီးတော့ဖော်ရမှာပေါ့နော်ဒီဟာနဲ့ဒီစကလုံးနဲ့တွဲတာအထိပ္ပယ်ရှိလားမရှိဘူးလားစစ်ဖို့လိုတယ်။သုံးကတော့အသုံးနေဆိုပို့ပြီးတော့မြင့်သွားတဲ့အပိုင်းပေါ့နော်တရားတွေကိုတည်တည်ဆဲဆဲလေ့လာထားမှရမယ့်အပိုင်းပေါ့နော်။အခုဒီမှာတစ်အဆင့်ပဲရှိသေးတယ်။တစ်အဆင့်ပုံစံပဲဒီမှာပါနေသေးတယ်နော်။အဲ့တော့ဒီမှာအတတ်မပါရင်ဥကထဲ့ကြမလို့ဒါတော့မှားနေတယ်ဒုတိယတစ်ခုလည်းအတိုင်းပဲမြင်းသားထားတဲ့ဟာပဲရှုပ်သွားကြည့်မှကျန်တာရင်မကြည့်ဘူးဖြောလ်တာ ဖြောတာနဲ့ William ပြောနေသွားတုံးထားတယ်ဒီမှာဖြောတာမှာတက်မပါဘူးမပါဘူးဆိုရင်ဥကထဲစီရမလို့ဒါကြောင့်ဒီစာကြောင်းလည်းမှားတယ်နောက်နံပါတ်3စာကြောင်းနံပါတ်3စာကြောင်းကကြတော့ Yonja Helio Myon နဲ့ဟုတ်ပြီယဒီယာရဲ့မူရင်းပေါက်က Yonja Hada လीယွန်ဇာဟာတာပေါ့နော်ယွန်ဇာဟာတာအောင်မှာဘာလို့ဟဲကြီးပြောင်းထားတာလဲပြောင်းစရာမလိုဘူးလေ तू ကဘာနဲ့စားရဲ grammar pattern မလို့လဲအင်းနဲ့စားရဲ grammar pattern မလို့ ဥနဲ့စားတဲ့ grammar ဆိုရင်အသက်ပါရဥကိုထဲမယ်အသက်မပေါဘူးလာတဲ့နေ့ဆိုဥမထဲဘူးဆိုတဲ့ပုံတည်နည်းနဲ့ပဲခြေတို့ကပေါင်းချင်းကိုမှတ်ခဲ့ရတာဒီပေါင်းချင်းပုံစံကြီးကဘာနဲ့တွားပြီးတော့ယောနီလဲဆိုတော့သူကအာအိုနဲ့စားတဲ့တရတရာနဲ့ဆိုရင်ပေါင်းနဲ့ပေါင်းချင်းနဲ့တွားပြီးယောထွေးထားတာဖြစ်ပါတယ်အဲ့ဒါကိုចောင်းသားတွေတကယ်ရမရပေါ့နော်ပေါင်းချင်းတွေကိုသူတို့သိချပေါင်းတက်လားမပေါင်းတက်လားဘလို့တွေပေါင်းနေလဲမှားနေလားဆိုတော့တီချယ်လို့တမင်ထည့်ထားတာပေါ့နော်။ဒီဟာကခြေတို့ကဟဲပြောင်းစေရမလို့ဟာကဟာပဲ ဖြစ်နေရမှာဟဲပြောင်းနေဆိုတာကနောက်မှာအာစောအော်စောတို့လိုမျိုးရမယ်နော်နမူနာပေါ့နော်အာစောအော်စောတို့လိုမျိုးအာယူအော်ယူတို့လိုမျိုးအာအော်နဲ့စတဲ့တရားမှတာလေအိုအားဆိုရင်အာကိုပြောင်းမှာအာနဲ့ပေါင်းမှာကြံတရဆိုအော်နဲ့ပေါင်းပြီးဟာဟာတာဆိုရင်ဟဲပြောင်းပေးရမှာပေါ့နော်အဲ့တော့ဒီမှာကဟဲလုံးဝပြောင်းစရာ လိုမမလိုတာသူကအာအောင်နဲ့စားတဲ့တရားနဲ့ပေါင်းထားမှာမဟုတ်ချေလို့ဥနဲ့စားတဲ့တရားနဲ့ပေါင်းထားတာလေဒါကြောင့်ဖျားကဟာကဟာပဲဖြစ်ရမှာအဲ့တော့ဟာပဲဖြစ်ရမှာဟဲပြောင်းလိုက်လို့ကိုမာတာပေါ့နော်အဲဒီတခုလေးကလည်းမာတယ်ဆိုတော့နောက်ဆုံးတခုဘတ်တာထားတတ်ပါတယ်အတက်ပါတယ်ဥလျော်မြုံဆိုတော့ဒါလေးကစားကြောင်းလေးကမှန်သွားပြီအဲ့တော့ဒါလေးကဒီရှယ်ပြောတဲ့၃ချက်ထဲကနံပါတ်၁အချက်လက်ရင်ရှယ်စားကြောင်းလေးလုံးဝမဖတ်ဘူးမိင်းနေနေလည်းဖတ်တလုံးမမသိဘူးပေါ့နော်မသိလေဖြေလို့ ကြားဖတ်မှမကြည့်တာเนาะမဖတ်ကြည့်ဘူးတီးဘူးမီနီယံတီးတီးမတီးတီးတောင်ချင်းလေးကိုသွားကြည့်ပြီးတော့မှခြေရုပ်ဖြေလိုက်ပါတယ်အဲ့မှာအဖြေရဲ့နံပါတ်၄ဆိုပြီးတော့ထွက်လာပါတယ်အဲ့ဒါပြီးတော့နံပါတ်၄ရမယ်เนาะရမယ်เนาะခြေရုပ်ပေါင်ချင်းနေတော့တီးဖို့လိုတယ်เนาะပေါင်ချင်းနေတော့ထပ်ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်မေခွန်းနေတောင်လုံနေပြီဆိုတော့ခြေရိုးတွေကဒီရုပ်စားတွေကတော့ easy ပေါ့เนาะ easy go ကြီးပေါ့เนาะဒီလိုမျိုးပြောပြရမှာပေါ့ ရမနော်အဲ့ရရှိတော့နံပါတ်1ကလေးကိုစကူးပါမယ်နံပါတ်1ကလေးကလည်းပဲခုနဒီရှယ်ပြောတဲ့အတိုင်းဆိုနံပါတ်1တရာပေါင်းခြင်းဒီမှာပြည့်ရေးမယ်တရာပေါင်းခြင်းကိုစစ်ကြည့်မယ်နော်စစ်ကြည့်မယ်မှန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 ်စစ်ကြည့်လိုက်ပါမယ်စစ်ကြည့်လိုက်တဲ့အခါမှာဂုံကျဲထွေရို့အဲ့ဂုံကျဲထွေတာဟာရရတယ်ပန့်ပေါင်းတာလည်းမှန်တယ်အော်ရီယူနဲ့ပေါင်းထားတာဂုံကျဲထွေတာလीဒီလိုလေးပေါ့နော်ချေမမြင်ပါဘူးလို့ပေါင်းတော့ပေါင်းပြရမယ်နည်းနည်းဗီဒီယိုလီတော့ရှည်သွားမယ်ထင်တယ် ဂုံကျဲတွေသားဆိုရက်ဘောက်ကလေးပေါ့နော်အဲ့ဘောက်ကလေးဓာဖြုတ်ပြီးအာယူအော်ယူပေါင်းတယ်အာယူအော်ယူပေါင်းမယ်ဆိုရင်ခြေတို့ကတွေကကြံပါဝယ်ဖြစ်နေလို့အော်ယူပေါင်းတယ်အော်ယူပေါင်းလိုက်တယ်ပေါ့နော်အော်ယူပေါင်းတော့ထက်ချုံလို့ရသေးတယ်အသက်မပါဘူးချုံလိုက်တဲ့အခါမှာဒီလိုမျိုးလေးဖြစ်ပြီးတော့တွေယူဆိုတာမှန်နေတယ်မှန်နေမှန်တော့ဒါလေးမှန်နေ ီးတော့ဘာသာစတော်ယူဘာတာဆိုအော့အော့ဆိုယူပေါင်းထားတာမှန်တယ်ပေါင်းချင်းမှန်တယ် salty hair ယူ salty ဟာတာကိုဟာတာမလို့ hair ယူပြောင်းထားတာမှန်တယ်ဒီဒီပေါင်းချင်းနဲ့ရောက်သွားရင်နော် over ဆိုရင် are you hunter ကျန်ပါဝဲဆိုရင် are you harder ဆိုရင် hair ယူဆိုတော့ ုတ်စာတွေရောက်သွားပြီရောက်သွားတော့ခါကျတော့ခြေတို့ထားလဲမှန်တယ်ပြီးတော့ draw was saw you draw ဦးတာကိုအော် saw you နဲ့ပေါင်းထားတာဒါလေးလည်းမှန်တယ်အဲ့တော့ခြေတို့နံပါတ်1ပေါင်းခြင်းကမှန်နေပြီမှန်နေတယ်ဆိုရင်နံပါတ်2အနေနဲ့ဘာမှဖတ်သေးဘူးเนาะဘာမှဖတ်သေးဘူးနံပါတ်2အနေနဲ့ခြေတို့ဘာလုပ်ရမလဲစကလုံးရှင်းနောက်စီလျော်မှုသွားကြည့်ရမယ်စကလုံးစကလုံးရှင်းနေနောက်နဲ့မှန်ရဲ့လားတွေးထားတာမှန်ရဲ့လားပေါ့เนาะဒါကိုသွားကြည့်မယ် အတွဲပေါ့နော်အဲအတွဲတောင်မဟုတ်စီလျော်မှုလို့ပြောလို့ရပါတယ်အတွဲမှန်မှန်မှန်လို့ရေးလိုက်မယ်နော်မှန်မှန်မှန်သွားစစ်လိုက်မယ်စစ်လိုက်တဲ့အခါမှာဥပမာဆိုင်ယွန်ကွန်ဆိုင်ယွန်ကွန်ဒီကကြတော့ခြေတို့ကအတွဲလိုက်ကြီးဖို့တော့လိုတယ်ဆိုင်ယွန်ကွန်ဆိုတာဘောနပ်စ်ကိုပြောတာဖြစ်ပါတယ်ဘောနပ်စ်ပေးတာဘောနပ်စ်တွေကိုကြဂုံးကျဲဆိုတာဖြတ်တာဖြတ်တော့တာဒီမှာတော့ခြေတို့ကဒါမီနင်းတိမှပဲဖြေလို့ရမှာပေါ့နော်အဲ့တော့ဘောနပ်စ်တွေကိုဖြတ်လိုက်တယ်ဆိုတော့ဘောနပ်စ်ဆိုတာဖြတ်တာမှမဟုတ်တာဘောနပ်စ်ဆိုတာပေးတာပဲရှိရဲအဲ့တော့ဒီနှစ်ခုကမလိုက်ဖက်နေဘူး ဒီဟာကလိုက်ဖက်မှုမရှိနေဘူးဒုတိယပုံစံထဲမှာသွားပြီးတော့ဝင်တယ်ဒါလိုက်ဖက်မှုမရှိလို့ခြေတို့မှားတယ်နံပါတ်1ကိုရဲငှရူတဲ့ဆိုပြီးပြောထားတယ်ဒါမွေရဲ့မြေတို့ပေါ့နော်ဒုံနှုံတော့ဘာသာစော်ဟောမွေရဲ့မြေတို့လည်းပြောထားသေးတယ်ပတ်စံကိုထပ်ပြီးတော့ရတယ်ဆိုတော့ဒီနှစ်ခုကပုံငွေရဲ့မြေတို့ဆိုပို့တာမျိုးပဲဖြစ်လို့ရမှာလीပို့တယ်ဒါမှငွေလွှဲတယ်ပေါ့နော်တခုခုကိုသူများဟောပေးရမှာပဲဖြစ်မှာအဲ့ဒါအောင်မှ မွေရမြီဂါနေဆိုရင်လက်ခံရတယ်ရတယ်ဒါကြတော့ဂါနေမဟုတ်ဘဲနဲ့တို့ဆိုတော့ထွက်သွားရမှာထွက်သွားရမှာကိုရတယ်ဆိုပြီးဝင်လာတဲ့တဘောတရားကြီးတို့ပြောနေတော့ဒီနှစ်ခုကလည်းမစီလျော်ဘူးပေါ့နော်ဥရူဆိုတဲ့ဟာလီနဲ့ဒီဘက်ကဘတ်တာဆိုတဲ့ဟာလီနဲ့ကမစီလျော်နေဘူးရှေ့နောက်မစီလျော်ဘူးစကလုံးရှေ့နောက်မတွဲဆက်မှန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 ်လို့ဒါလေးလည်းမှားတယ်နံပါတ်3ဂေယကွန်ဆော့ချီဟာတာ အဲ့တော့စောချီဟာတာဆိုတဲ့ဟာလေးကကြတော့ခြေတို့ကတက်ဆင်လာတက်ဆင်လာတာစက်တွေပါတက်ဆင်လာကိုပြောတာဖြစ်တယ်ပေါ့နော်တက်ဆင်လာအဲ့တော့ तू ကဂေရက်ဆိုရဲအဂေရက်ကစာချုပ်ကိုပြောတာပါအဲ့တော့စာချုပ်ကိုတက်ဆင်တယ်ဆိုတာမှမရှိတာဂေရက်ကွန်ကဟာတာလို့ပဲပြောပါတယ်ဂေရက်ကွန်ဟာတာဆိုရင်စာချုပ်ချုပ်ဆိုတာဖြစ်ပါတယ်ဒါမှမဟုတ်စာချုပ်စာချုပ်ကိုဖြတ်သိမ်းတယ်ပေါ့နော်ဟဲချီရတာပေါ့နော်ဒီလိုမျိုးပဲဖြစ်ရမှာအဲ့ဒါလေးကမင်းနဲ့ချက်ပြီးသားသူတွေကတော့သိမှာပေါ့နော်ဒါတကယ်နောက်ဆုံးအခန်းကြီးယူထားတာဆိုတော့ အဲရှေ့မတင်ရနောက်ဆုံးခန်းနေအထိမတင်ရသေးဘူးဆိုရင်တော့ဒီ meaning တွေကိုသိအောင်မှာမဟုတ်ဘူးပေါ့နော်အဲတော့ဒီဟာလေးကဂေယကွန်ဆော့ချီယာတာဆိုရဲအတုံးဒီလိုအတွဲကမရှိပါဘူးနော်ဆော့ချီယာတာစက်တီပစ္စည်းတွေတိုက်စင်တာပဲသုံးတာဖြစ်ပါတယ်စက်ပစ္စည်းတွေတိုက်စင်တာသုံးတာဖြစ်တဲ့အတွက်ကြောင့်ဂေယနဲ့တွဲပြီးတော့မသုံးပါဘူးမသုံးလို့ဒီဟာလေးကလည်းမှားပါတယ်အဲ့ဒါလေးပြီးတော့နောက်ဆုံး ebon ထားတဲ့ work အဲ drawer store ယူပေါ့နော် wall good draw drawer တာအဲ့ဒီနောက်ရှိကတော့ဒီလာထဲမှာ wall good လာစာတွေကသရောဝတ်တာဝင်လာတယ်တဲ့လာစာဝင်လာတယ်ဆိုတာအတုံးကမှန်သွားပါပြီဒီအတွဲမှန်သွားပါပြီဒီလိုအတွဲတုံးတာဟုတ်တယ်လေလာစာတွေဝင်လာတယ်လို့ပြောလို့ရတယ်လာစာတွေကုန်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်လာစာဝင်တယ်ဆိုတော့အတွဲကမှန်သွားပါပြီဒီလိုမျိုးမှန်သွားတယ်ဆိုဒါလေးကိုခြေတော့ရွေးပေးရမှာဖြစ်ပါတယ်ဒါကတော့ဒုတိယမျိုးစားထဲမှာသွားပြီးတော့ဝင်နေရဖြစ်ပါတယ် ရမယ်နော်ပထမတစ်ခုကရေတို့ကတရာပေါင်းမှန်မှန်မှန်ပဲစစ်ပြီးလိုက်ပြီးတော့တွေးသွားတယ်တွေးသွားတော့ဒါအလွယ်ဆုံးလို့သတ်မှတ်တယ်ဒီပုံစံရတဲ့အများကြီးမိတယ်ဒုတိယတစ်ခုကကြတော့ခြေတို့ကအကုန်လုံးကိုသွားကြည့်လိုက်တော့တရာပေါင်းကြီးကမှန်နေတယ်မှန်နေတော့ဒုတိယတမျိုးဖြစ်တယ်စကလုံးလုံးတွဲပေါ့နော်တွဲဆက်ထားတာမှန်မှန်မှန်ခြေတို့သွားဆက်တယ် စစ်ကြည့်တော့ခါကြတော့ဒီမှာအထိပယ်တွေရရှိမနေဘူးပေါ့နော်ရှိမနေတဲ့အတွက်ကြောင့်ဒီ၃မျိုးကမှားပြီးတော့အောက်ဆုံးကလဆက်တွေဝင်လာတယ်ဆိုတော့ကျတော့မှန်သွားပါတယ်မှန်လို့မလို့ဒါနံပါတ်၄လေးကိုယူလိုက်တာဖြစ်ပါတယ်အဲ့ဒါပြီးရင်ချင်းနည်းနည်းတော့ဖြည့်ရမယ်ထင်တယ်နည်းနည်းလေးဖြည့်လိုက်ပါမယ်ဆာမျက်နှာမပေါ်ဘူးဖြစ်နေတယ်ရမယ်နော်ဒါလေးတွေဆက်ဖြည့်ပါပြီကဲဖြည့်ပြီးတော့အောက်ဆုံးဟာလေးကိုနည်းနည်းသွားမယ်ပေါ့နော် ိုင်တော့အောက်ဆုံးအဟာလေးကိုသွားတော့ပေါ်လေးနည်းနည်းတင်လိုက်မယ်ကဲအဲ့တော့သူ့အတိုင်းပဲသရာပေါင်းချင်းမှန်မှန်မှန်မြင်သားထားတဲ့ဟာကိုကြည့်မယ်သရာပေါင်းချင်းမှန်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 သွားစစ်မယ်ကန္နန်နကန္နန်ညှောနေတာအော်ဒီမှာကတော့ကန္နန်ညှောနေတာအာတကယ်တော့နုံဖြောနေတာဥနာဖြောနေတာဆိုတာကကြတော့လေအာသူသူကအရှင်ဘော့ဆိုရင်နုံဖြောနေတာ quality verb ဆိုရင် owner ပြောနေတာနဲ့တုံးတဲ့အတုံးလေးဖြစ်ပါတယ်။ past tense ထည့်ခြင်းတယ်ဆိုရင် past tense ထည့်ခြင်းတယ်ဆိုရင်နောက်ဆုံးပိတ်မှာသွားထည့်ပြရမှာဖြောင်း your saw you ပေါ့နော်ဒီလိုမျိုးဖြစ်ရမှာပေါ့နော်အဲဒီဥစ္စာလေးကမှားတော့မှားနေတယ်အစကတည်းကတရာပေါင်းခြင်းကဒီလိုမျိုးအတုံးမရှိတာတရာပေါင်းခြင်းဆိုတာတည်းဒီလိုမျိုးပေါင်းတဲ့အော့နွန်ဖြောင်းနေတာဆိုတော့တရာမရှိဘူး အော်အော်နုံပြောနေတာဆိုရင်တဒါအစကလေးကမရှိနေတာဗောနော်မရှိနေတော့ဒါလေးကတော့အစကလေးကိုလွဲနေပါတယ်လွဲနေလွဲလဲလွဲနေတယ်ဟိုအဲ့လိုပေါ့ဟိုတဒါမရှိတာဗောနော်တဒါမရှိဘူးလို့ပဲရေးလိုက်မယ်တဒါမရှိနေဘူးအဲ့တော့ပေါင်းချင်းမှန်မှန်မှန်ချေလို့မတည်ဘူးဗောနော်အဲဒုတိယတစ်ခုသာစောဟက်တာကဩသာစောဟာတာသာစောဟာတာကိုမပါစတက်လေးပြောင်းပြီးတော့ဟက်တာကဆိုရင်တဒါတဒါနဲ့တွဲထားတယ်ဒါတဒါပေါင်းချင်းမှန်တယ် အဲ့တော့နံပါတ်3ကိုကြည့်လိုက်တော့ဖားခါမြုံစောဖားခါတာဦးမှာဥညုံစောနဲ့တွဲထားတာအသက်မပါလို့မြုံစောကတ်ထားတာလည်းမှန်တယ်ပြီးတော့ဤတော့ဘောလီဒေါ်လာသူဤတော့ဘောလီတာဆိုရဲဟာကိုဒေါ်လာသူလေးနဲ့ကတ်ထားတာအဲ့ဒါလေးကလည်းမှန်ပါတယ်အဲ့တော့ချဲတို့နံပါတ်1ကိုသွားဆန်းစစ်တဲ့တရာပေါင်းချင်းကမှန်ပါတယ်တရာပေါင်းချင်းမှန်တော့ချဲတို့ကဒုတိယတစ်မျိုးဖြစ်တဲ့စကလုံးရှိနောက်အတွဲမှန်မှန်မှန်ကိုကြည့်ကြည့်မယ်အဲ့တော့ဒီနေ့အလုတ်ကပါလိကနတာဩဒီနေ့အလုတ်မြန်မြန်ပြီးတယ်ဆိုတော့ဒါလေးကလည်းပေါင်းချင်းမှန်တယ် ထားဆော့ဟက်တာကကပ်ကြကြီးပြီးတော့와서ဒီဗီလက်မြေတွေဖြောနေတာဘလောင်းနေဟာနေပြီးတော့ရုတ်တရက်မိုးရွာလာလို့ဆိုတော့ဒီဟာလေးကလည်းပဲမှန်တယ်အတွဲဆက်မှန်တယ်ပြီးတော့ဂျဲကိုဖာအပ်လကုံလက်ကြံတွေကိုသူတို့စစ်စစ်နေရပေါ့နော်စစ်စေးနေရင်းနဲ့လို့ပြောထားတာဒါလည်းပဲအတွဲဆက်မှန်ပါတယ်ပြီးတော့ဒွန်းလို့ဂျုံဝဲကူကင်းဒွန်းလို့ဂျုံဤတော့ဘောလီဒေါရတို့နိုင်ငံခြားသားမှတ်ပုံတွေပျောက်သွားလဲပဲလို့ပြောတာဒါလေးကလည်းအတွဲဆက်မှန်ပါတယ်အဲ့တော့ပထမတစ်မျိုးဖြစ်တဲ့တချေတို့ မြင်းသားထားတာအမြင်းသားထားတဲ့ဟာကိုကြည့်တယ်တရာပေါင်းမှမှန်စစ်တော့မှန်နေတယ်ပေါ့နော်မှန်နေတယ်ပဲယူဆလိုက်မယ်နော်ဒါကတရေတော့မရှိတာတရာကူမရှိတာဒါပေမဲ့မှန်တယ်လို့ယူဆလိုက်မယ်အဲ့တော့မှန်နေတယ်ပေါင်းချင်းမှန်တယ်ဒုတိယတမျိုးဖြစ်တဲ့သကလုံးရှိနောက်မှန်ပါတယ်မှန်တဲ့အခါမှာ3ကဒါတော့ခြေတို့ကတရာအသုံးမှန်မှန်ပဲဆေးရတော့မှာဖြစ်ပါတယ်အဲ့တော့တရာအသုံးမှန်ကနောက်ဆုံးပိတ်မိတယ်မိခွန်မျိုးစား နံပါတ်3ထဲမှာပါမှာပေါ့ပြီးတော့သူကတော့ရှားပါတယ်မိတာတော့ရှားတယ်မိလာခဲ့ရင်လေချေတို့ကြီးတော်တော်လေးစဉ်းစားပေးရမယ်အပိုင်းပေါ့နော်တရားတွေကိုတိတိကျကျသိထားတယ်တရားပိုင်တဲ့သူတို့အတွက်ကတော့ဘာမှမဖြစ်ဘူး အေးဆေးပဲပေါ့နော်အဲ့ဒါတရားအသုံးမမှန်ကြည့်ရအောင်ဒါကတော့ရှယ်ပြောတဲ့တရားကိုမရှိနေတာပြီးတော့သွားကြည့်လိုက်အိုနူးလို့ပါထားတဲ့တွေ့လားအိုနူးဆိုတာခုမှဒီနေ့မှလုပ်မယ့်အရာဆိုကျုပ်ဖားလဲ present tense ပဲသုံးရပါဒီမှာ past tense သုံးထားတယ်အဲ့ကလေးကလည်းလွဲနေပြီပထမစကြည့်ကလေးကလွဲနေတယ်စာကြောင်းကြီးအဲ့စာကြောင်းဟီအိုမှာဒီမှာပို့ပြီးတော့မှစာကြောင်းလေးကိုကြည့်လိုက်တဲ့အခါမှာဒီနေ့ဆိုတဲ့ဟာနဲ့ဒီမှာ present tense ဖြစ်ရမှာ past tense သွားရေးထားတာနဲ့ကိုကဒီစာကြောင်းကလုံးဝမှားနေပြီဆိုတာသိချတယ် အဲ့တော့ဒုတိယစာကြောင်းဒုတိယစာကြောင်းကကြတော့ထာဆောဟက်တာကကပ်ဇာဂီဝီယောဘီကဝါဆောဇာကတ်ကွန်ချန်ဒဟက်ဆောလို့ပြောထားတယ်။အဲ့တော့ဒီဟာလေးအော့တာကဆိုရဲခရမပတ်တန်ပေါ့နော်။ဒီရှိရဲ့ grammar စာအုပ်ထဲမှာတော့အပြည့်အစုံရှင်းပြထားတယ်။နှိုင်းရှင်းပြီးတော့ပြောပြထားတယ်ရှိပါတယ်။တကယ်လို့မှအဲအဲ့ဒါလေးသိချင်တဲ့ဆိုရင်တော့စာအုပ်ဝယ်ပြီးသားဒုတိယစာအုပ်ထဲတော့ကြည့်လို့ရမယ်ပေါ့နော်။သူကအော့တာက အော့တာကဆိုရဲ grammar ပတ်တန်နဲ့ဒါကဆိုရဲ grammar ပတ်တန်နှစ်မျိုးရှိပါတယ်။ ဒါကဆိုရဲဂရမ်မာပတ္တန်အားကြတော့တခုခုလုံးရာကနေဆိုပြီးတော့မှအဲမပြတ်သေးဘူးပေါ့နော်ဒီအလုတ်ကလေးလုံးရာကနေပြီးတော့မှတခုနောက် action တခုကိုပြောင်းသွားတာဒီလုံးကမပြီးဆုံးနေဘူးနောက်တခုကိုပြောင်းလုတ်လိုက်တဲ့အခါမှာတုံးပြီးတော့အော့အော့ဒါကကြတော့လုတ်ခဲ့ရာကနေဆိုပြီးတော့ခြေတို့က အဲလုတ်ပြီးသွားပြီဒီတစ်ခုကိုပထမအရှင်ပြီးသွားပြီပြီးသွားပြီမှနောက်တစ်ခုကိုသွားလုတ်တာမျိုးပေါ့နော်အဲ့လိုမျိုးနေအနေထားမှာတုံးတဲ့ gram ပတ်တန်ဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဒီစာကြောင်းလေးကဒါကာနဲ့တုံးထားရင်နော်ဒီစာကြောင်းကအဓိပ္ပာယ်ရှိရမှန်တယ်လို့ပြောလို့ရတယ်အော့အော့ဒါကာနဲ့ပြောထားတဲ့အတွက်ကြောင့်ဒီစာကြောင်းလေးကမှားပါတယ်ဘာဖြစ်လို့မှားတာလဲဆိုတော့ ဒီသူတို့ဘီလက်မြေဖြောယောင်းနေခဲ့ရာကနေဆိုပြီးသွားခဲ့ရာကနေပြီးတော့မှရုတ်တရက်မိုးရွာလာလို့အလုတ်တွေကိုဖြက်ရက်လိုက်ရတယ်တဲ့ရက်ခဲ့တယ်ပေါ့နော်အလုတ်တွေကိုရက်ခဲ့တယ်ဆိုတော့သူတို့ပြီးွားရင်ဘာလို့ရက်เสียအကြောင်းရှိမလဲမိုးရွာရမရရဘာမှမဆိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီနာလီမာကဂရမ်မာအတုံးမှားနေတာဖြစ်ပါတယ်ရမနော်အာအော့ဒါကဆိုတာကလုံးဝဒီကက်ဆာတစ်ခုကပြီးသွားပြီးနောက်တစ်ခုထပ်ဖြစ်တာနှစ်ခုကို တစ်ခုပြီးမှတစ်ခုဆိုတဲ့အထိပ်ပဲဒီနားလီးမှာအမှန်စာကြောင်းပြင်ရမယ်ဆိုရင်တော့ဒါကပဲရေးပြရမှာသာသောဟာတာကဆိုရင်မှန်ပါတယ်ဒါကဟက်တာကဆိုတဲ့ past tense နဲ့သွားတုံးထားလို့ဒီစာကြောင်းလေးကမှားပါတယ်အဲ့ဒါပြီးတော့နံပါတ်3နံပါတ်3ကကြတော့ကျွန်တော်ကတဲ့ဂျဲကိုကိုတဲ့စစ်စေးနေရင်နဲ့အာကွင်းကတော့ပစ္စည်းတွေကိုရွှေ့ပါတယ်ဆိုတော့ဒါလေးကဘာလို့မှားတာလဲဆိုတော့ဥညုံစောရဲ့ ဂရမ်မာပတ္တန်ပေါ့နော်လုံနေရင်းနဲ့ဆိုတာကစက်ကြက်တူရပါမယ်ဒီမှာခြေကဆိုရဲကျွန်တော်ကလုတ်တာနဲ့ကျွန်တော်တငယ်ချင်းဖြစ်မှာပေါ့နော်အခွန်ပေါ့နော်အခြားတယောက်ပြောင်းသွားတယ်စက်ကြက်မတူပါဘူးစက်ကြက်မတူရင်ညောင်စောတုံးလို့မရပါဘူးဒါတွေကရှယ်တို့ကတရားကိုလိလာတော့ကဘာတွေနဲ့ပေါင်းလို့မရဘူးလေဘလို့အတုံးမျိုးတုံးရတာလေအဲဒီလိုမျိုးကြီးလိလာခဲ့ရတာဖြစ်ပါတယ်เนาะအဲ့တော့ရှယ်တို့ကဒါ subject မတူလို့ဒါလေးက မြုံစောတုံးထားတာမှားပါတယ်အဲဒါလေးလည်းမှားပြီအောက်ဆုံးကဟာနိုင်ငံစားမှတ်ပုံတင်ကိုတဲ့ပြောက်သွားတော့လဲပဲဒါကတော့လဲပဲရှိရဟာနဲ့ဆက်ဆက်မှုမရှိဘူးပေါ့နော်ဒေါ်လာဒေါ်လာတို့ဆိုတဲ့အတိတ်ပဲဟုတ်ပြီလက်ခံတယ်ရှိရအကြောင်းအရာကိုလက်ခံတယ်သူနဲ့တွဲထားတဲ့ဟာကိုဒါပေမဲ့သူနဲ့လုံးဝဆက်ဆက်မှုမရှိဘူး โอเคသေးတယ်နောက်စာโอเคရယ်ဆိုရဲအထိပ္ပယ်မျိုးမှာသုံးပါတယ်အဲ့ဒါတရာသုံးပါအဲ့တော့ဒီမှာတစစ်မှန်တယ်ဗောနောနိုင်ငံခြားသားမဟုတ်ရင်ပျောက်သွားလေပဲဒါစီဘာကဘာသူစီစောယပြန်ပြီးတော့မှထုတ်လို့ရနိုင်နေဆိုတော့ဒီစာကြောင်းလေးကကြတော့သူသုံးထားရလဲမှန်တယ်ရှေ့ရဟာကြီးကိုအဲဖြစ်နေပါစေဗောနောပြန်ပြီးတော့မှလုံးလို့โอเคတယ်ဆိုရဲစာကြောင်းမျိုးအထိပ္ပယ်မျိုးကလည်းမှန်နေတော့ခြေတို့ကတရားအသုံးမှန်တဲ့တရားလို့ယူဆပါတယ်ဒါကြောင့်ဒီမီယူချင်းလေးကြတော့ မှန်သွားပါတယ်အဲ့လိုလေးတွေသွားပြီးတော့ကြည်ရတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအကြံမြင်အဖြစ်တော့နားလေသွားလောက်မယ်လို့ထင်ပါတယ်နောက်ထပ်ပေါ့နော်သိချင်တဲ့အဲပု္ပ္ပာမျိုးရှိတယ်ဆိုရင်လည်းအဲ့ပု္ပ္ပာလေးကိုချက်ကိုအဲရိုက်ပေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းစခရီရှူလေးရိုက်ထားပေါ့နော်ဓာတ်ပုံလေးရိုက်ပြီးတော့မှပို့ပေးမယ်ဆိုရင်ဒီအဲ့ဒီကမီဂျူရှင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ရှင်းပြပေးပါမယ်အခုလောလောလတ်တော့နောက်ပု္ပ္ပာလေးပေါ့နော်ဒါကတော့9 5 9 60ဦးတည်းရှိရဲ့ ပြပြလိုက်ခြင်းဖြစ်တယ်ပြီးတော့ရှယ်လိုချင်တဲ့မိကုံးပုံစံဒီပေါ့၃မျိုးပေါ့နော်အမျိုးအစား၃မျိုးတိချက်တော့ဆေးရမယ်တနစ်၃ကလည်းကိုက်ညီမှုရှိနေတယ်ဒီ၃ပုံမှာဓာတ်ခနဲ့တွေးသွားတယ်ပေါ့နော်တွေးသွားတော့အရင်လည်းပြော်သွားတယ်အဲဒါလေးကိုကောက်ရရှင်းပြပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အခြားပု္ပ္ပစာလေးတွေကိုဒီရှယ်ပြောတဲ့နီလန်းနဲ့လုံကြည့်ပေးပါ လုံးကြည့်ပြီးလို့မှမရဘူးကိုရွေးထားတွေကမှားနေသေးတယ်အဲ့ဒါကဘလို့လဲအဲတိတိဆာရှင်းရှင်းလင်းလင်းသိကျင်တယ်ဆိုရင်เนาะရှယ်ကို မေးလို့ရပါတယ်အကြိုင်ထပ်ပြီးတော့ရှင်းပြပေးပါမယ်ပြီးတော့နောက်ဆုံးတစ်ခုပြောချင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုပြောချင်တဲ့အခါမှာချေတို့တရားပေါင်းတာမှန်မှန်အဲကြည့်တဲ့အခါမှာပေါ့နော်မူမမှန်နေရှင်းမူမမှန်နေကိုလုံးဝမမေ့ပါနဲ့မူမမှန်စီးမြင်နေကိုလည်းထည့်သွင်းပြီးတော့စဉ်းစားပါလို့လည်းနောက်ဆုံးပိတ်အနေနဲ့ဆက်ပြောချင်ပါတယ်နော်မူမမှန်စီးမြင်နေရှိတယ်ပေါ့နော်ဘာတွေရှိတယ်အဲ့ဒါလေးတွေပါလာခဲ့တည်ရှိတော့လေအဲ့မူမမှန်စီးမြင်နေအတုံးကမှန်ရဲ့လားဆိုတော့လုံးဝလုံးဝလုံးဝမမေ့ပဲနဲ့ထည့်သွင်းပြီးတော့မှ စဉ်းစားပြီးပါဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ဗီဒီယိုလေးကဒီလောက်နဲ့ပဲချက်ရှင်းလိုက်ပါမယ်နားမလည်တာရှိရင်မရှင်းတာရှိရင်တော့ပြန်လာမိလို့ရပါတယ်အားလုံးစင်ကြပါစီရှင်